အန်ယူဂျီဆိုတာမှာစဉ်းစစ်ထားဖို့လိုသလားဆိုတော့မေးခွန်းဟာတော်တော်ပြောများပါတယ်အန်ယူဂျီကိုတော်လိုင်းရေးအစိုးရပုံစံဖွဲ့မှာတော်လိုင်းရေးအောင်မြင်နိုင်လိမ့်မယ်လို့ကျွန်တော်ဝေဖန်အကြံပေးပူပါတယ်ကျွန်တော်ပြောချင်တဲ့အချက်ကစစ်ကောင်စီနဲ့ပုံသဏ္ဍာန်တူဘျူရိုကရေစီအစိုးရပုံသဏ္ဍာန်ကိုဖျက်ပြီးတော့တော်လိုင်းရေးနဲ့ကန့်ကြီးတဲ့တော်လိုင်းရေးအစိုးရပုံစံဖွဲ့ဖို့ပါအဲ့ဒီအကြောင်းကိုအန်ယူဂျီပြုပြင်ပြောင်းလဲရေးအပိုင်းနှစ်ထဲမှာ ပြောခဲ့ပြီးပါပြီတော်လိုင်းရေးအစိုးရဟာမလိုအပ်တဲ့ဝန်ကြီးဌာနတွေကိုဖျက်ပြရမယ်မဖြစ်မနေလိုအပ်တဲ့ဝန်ကြီးဌာနလောက်ပဲခြံထားရမယ် တချို့ဝန်ကြီးဌာနတွေကိုကော်မတီအစ်စ်လောက်ပဲပြင်ပွဲရမယ်။ဝန်ကြီးဌာနအသုံးစိတ်တွေကိုလက်နက်ကင်တော်လိုင်းရေးမှပုံအော်အသုံးပြုပြီးတော့ဝန်ကြီးနဲ့အရာရှိတွေဝန်ထမ်းတွေဆိုတဲ့လူအင်အားအကုန်လုံးညီပါးကိုလည်းလက်နက်ကင်တော်လိုင်းရေးမှပဲအများစုပုံအော်ပြီးတော့အသုံးပြုရမယ်လို့အကြံပြုထားပါတယ်။အစိုးရအဖွဲ့ကိုဒီလိုခြုံပြင်ပဲကျင့်ပြင်မယ်ဆိုလို့ရှိရင်စဉ်စစ်ထားဖို့လိုသေးသလားဆိုတော့မေကွန်ထွက်ပေါ်လာပါတယ်။ကျွန်တော်တို့လူမျိုးဟာစဉ်ပညာစဉ်စစ်ပညာနဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုမရင်ပါ မရင်နှီးကြသေးပါဘူးတော်တော်လေးကိုလိုအပ်ချက်ရှိနေပါသေးတယ်အဲ့ဒီလိုအပ်ချက်ကြီးဟာဟာကွယ်ကြီးဖြစ်နေပါတယ်ပညာရဲ့ဝေါ်ဟာရတွေကိုယ်တိုင်ကချုပ်ထွေးပါတယ်တာမန်ပြည်သူအများအလွယ်တကူနားလည်နိုင်လောက်အောင်ရှင်းလင်းမနေပါဘူးစီးရင်ပညာနဲ့စီးရင်အင်းပညာဆိုတာကိုတောင်မှလူအများကခွဲခြားနားမလည်ကြပါဘူးစီးရင်ပညာဆိုတာကအင်္ဂလိပ်ဘာသာနဲ့ဆိုလို့ရှိရင် accountancy လို့ခေါ်ပါတယ်စီးရင်ပညာဆိုတာကတော့အင်္ဂလိပ်ဘာသာနဲ့ဆိုလို့ရှိရင် statistics လို့ခေါ်ပါတယ် CNS ဆိုတာကတော့ audit ပါ ဒီကြောင့်ကိုအကျယ်ကြီးဆွေးနွေးဖို့ဒီနေရာမှာမလိုအပ်ပါဘူးစင်းစစ်ဘာကြောင့်လိုအပ်တယ်လဲစင်းစစ်ကဘာတွေလှုပ်ပေးနိုင်တယ်လဲဆိုတာကိုဆွေးနွေးအကြံပြုမှာပါကျွန်တော်တို့နိုင်ငံမှာကုမ္ပဏီလုပ်ငန်းအစုအစပ်လုပ်ငန်းတော်တော်များများမအောင်မြင်ပဲပြိုကွဲကြရတဲ့အကြောင်းရင်းတွေထဲမှာစည်ရင်းပညာစည်စစ်ပညာနဲ့ကုမ္ပဏီဥပဒေကုမ္ပဏီစည်ရင်းတွေကိုကောင်းကောင်းနားမလည်ကြတာကအဓိကအားနည်းချက်ကြီးတွေကတခုပါတိုင်းပြည်အတွက်ဆိုလို့ရှိရင်ပို့တောင်းမှဆိုးပါသေးတယ်မြန်မာပြည်ကကုမ္ပဏီတွေရဲ့60%ခိုင်နှုန်းဟာစည်ရင်းလိန်ရေးဆွဲနေကြတဲ့ကုမ္ပဏီတွေပါ မြန်မာပြည်ကကုမ္ပဏီစင်းစစ်တွေရဲ့60ရာခိုင်နှုန်းဟာလဲစင်းလိန်ရေးဆွဲတင်ပြနေကြတာပါမြန်မာပြည်ကကုမ္ပဏီအခွန်ရုံးတစ်ခုလုံးဟာလဲလူတိုင်းလက်စားနေတဲ့ရုံးပါပညာသားတွေဝန်ထမ်းတွေကိုကျွန်တော်ဆွတ်ဆွဲတဲ့ဆွတ်ဆွဲချက်ကပြင်းထန်လာကြည်လားအတင့်ရဲလာကြည်လားလို့တချို့ကထင်ကြပါလိမ့်မယ်ကျွန်တော်ကအဲ့ဒီလောကအကြောင်းကိုကောင်းကောင်းသိတဲ့လူတစ်ယောက်ကြွန်းကြန်းကျင်ကျင်နားလည်တဲ့လူတစ်ယောက်မို့လို့အဲ့ဒါလောက်ရဲရဲရင်ဝေဖန်ပြောဆိုရတာပါ တကယ်တည်တဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့90ရာခိုင်နှုန်းဆိုတာဟာအလွန်တညာထောက်ထားစွာပြောနေတာဆိုတာကိုသိကြပါလိမ့်မယ်။အဲ့ဒါလို့ဖြစ်နေအောင်စနစ်ကြီးကဖန်တီးထားတာပါ။တိတိကျကျပြောရမယ်ဆိုလို့ရှိရင်စစ်အာဏာရှင်စနစ်ကစနစ်တကျဖန်တီးထားတာပါ။ NUG ဆိုရမှာစဉ်စစ်ထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လိုအပ်တယ်လဲဆိုတော့ငွေကြေးအလွဲသုံးစားလောက်တာမျိုးမရှိအောင်ပါ။ဒီချက်ကတော့လူတိုင်းသိပြီးသားအချက်ပါ။ငွေကြေးကိုအလွဲသုံးစားမလုပ်အောင်ငွေကြေး ပျောက်ပြက်တာဆုံးရှုံးတာတွေကိုသိနိုင်အောင်စဉ်းထားဖို့စဉ်းစစ်ဖို့လိုအပ်ပါတယ်ဒီချက်ကအများသိပြီးသားအချက်ဖြစ်တဲ့အတွက်အကျယ်မချဲ့တော့ပါဘူးစဉ်းစစ်တယောက်အနေနဲ့အဲ့ဒီထက်ပိုလုတ်ပေးနိုင်တဲ့အရာတွေရှိသေးတယ်ဆိုတာကိုအများသိအောင် NUG ခေါင်းဆောင်တဲ့လူတွေသိအောင်ထောက်ပြကြပါမယ်ဆောစောကပြောခဲ့တဲ့ငွေကြေးအလွဲသုံးစားမလုပ်အောင်လေလွတ်မှုမရှိအောင်စစ်ဆေးတဲ့စဉ်းစစ်ကိုဗဏ္ဍာရေးစဉ်းစစ် financial audit လို့ခေါ်ပါတယ် အဲ့ဒီအပြင်မှာအရေးကြီးတဲ့စင်းစစ်လုပ်ငန်းကြီးနှစ်မျိုးရှိပါသေးတယ်အဲ့ဒါကတော့ performance audit နဲ့ compliance audit ပါ performance audit ဆိုတာကအဖွဲ့အစည်းတစ်ခုလုပ်ငန်းတစ်ခုဟာငွေကြေးကို အသုံးချရမှာအကောင်းဆုံးအကျိုးရှိဆုံးအသုံးချနေတာဟုတ်မဟုတ်စစ်ဆေးတဲ့စင်းစစ်ပညာပါအဖွဲ့အစည်းတစ်ခုဟာငွေကြေးတသိန်းကိုအသုံးပြုတယ်ဆိုတော့အဲ့ဒီငွေတသိန်းကိုကိုကျိုးအတွက်အသုံးမပြုဘူးလွဲသုံးစားမလုပ်ဘူးစိုးယုံလောက်နဲ့မလုံလောက်သေးပါဘူး ကြက်ငွေတသိန်းကိုတသိန်းမုံအကျိုးရှိအောင်အကောင်းဆုံးဖြစ်အောင်အသုံးပြုမပြုကိုလည်းစစ်ဆေးရပါတယ်အဲ့ဒါဟာ performance audit ပါငွေတသိန်းရဲ့တန်ဖိုး value of money ကိုအကောင်းဆုံးအကျိုးရှိဆုံးအသုံးပြုတာဟုတ်မဟုတ်စစ်စစ်တာမျိုးကို performance audit ကလုပ်ပါတယ်ဥမာငွေကြက်9000ကိုမုံပြတ်တဲ့ဝယ်စားတာနဲ့နွားနို့ဝယ်တော့တာဘယ်ဟာကကျမရဲ့အတွက်ပိုကောင်းတယ်လဲဆိုတာမျိုးကျမရဲ့အတွက်ကောင်းတာကတော့ဟုတ်ပါရဲ့ကိုကို ်ဘယ်ဟာကစိတ်ကျေနပ်မှုပိုပေးနိုင်တယ်လဲဆိုတာမျိုးတွေကိုစဉ်းစားချင်းချင်းတာဟာ performance audit ရဲ့အခြေခံတွေးခေါ်နည်းတချို့ပါတချို့ကပြောပါတယ်လက်နက်မှောင်ကိုရောင်းဝယ်တဲ့လုပ်ငန်းကရှုပ်ထွေးတယ်လက်ရှိတော်လိုင်းရဲ့မှာရှောင်လွှဲလို့မရဘဲနဲ့လုပ်နေရတယ်အဲ့ဒါလိုလုပ်တဲ့အခါမှာအလိန်ခံရတာတွေဆုံးရှုံးရတာတွေဟာရှောင်လွှဲလို့မရဘူးတဘာဝကြစွာကိုပဲရှိနေတယ်အဲ့ဒါတွေကိုအလိန်ခံရမှာဆုံးရှုံးမှာကြောက်လို့မလုပ်ရင်အလုံးမဖြစ်ပြန်နေတာပဲရှိမယ် ဲ့ဒါလို့ဆုံရှုံမှုမျိုးကိုငါတို့ကဘလို့စင်းတင်ပြအမှားလဲလို့မေးပါတယ်ဟုတ်ကဲ့အဲ့ဒါကိုစင်းတင်လို့ရပါတယ်အဲ့ဒါမျိုးကို abnormal loss ပုံမှန်မဟုတ်တဲ့ဆုံရှုံနေတာမူလို့အမည်တက်ပြီးတော့စင်းတင်ရပါတယ်အကျိုးအကြောင်းကိုတိတိကျကျရှင်းလင်းတင်ပြပြီးတော့ abnormal loss အဖြစ်နဲ့စင်းတင်ရပါတယ်နောက်တခြားတစ်ဖက်ကလည်းထောက်ပြကြပါတယ်အဲ့ဒါလို့စင်းတင်လို့ရာဇဝမ်းဆိုလို့ရှိရင်အများပြည်သူလူထုနဲ့ငွေတွေကို လက်နက်ပွဲစားကလင်းလို့ကုန်ပါပြီဆိုတာမျိုးကြည့်ပဲစီးရင်တင်နေလို့ရှိရင်မခက်ပေဘူးလားလို့ထောက်ပြပါတယ်ငွေကြီးသုံးဆွဲတဲ့သူဟာ due professional care လို့ခေါ်တဲ့ professional တယောက်ထားရှိတဲ့ထားရှိအပ်တဲ့သတိပြုမှုနဲ့စင်ကြယ်နှုန်တရားတွေကိုသုံးခဲ့သလားဆိုတာကိုစင်းစစ်ကဆက်ရပါတယ်သူဟာအမှန်တကယ်ကိုစေတနာထားလှုပ်ဆောင်ခဲ့တဲ့ဂျာကသတိထားခဲ့တဲ့ဂျာကလုပ်ငန်းသဘာဝကြောင့်မလွဲမရှောင်သာတဲ့ဆုံးရှုံးမှုမျိုးဖြစ်ပေါ်ခဲ့တာလားဒါမှမဟုတ်သူကနမောနမဲလို့ပော့ဆလို့ဆုံးရှုံးခဲ့တာလား ါမှမဟုတ်ပွဲစားနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့ရိုက်စားလုပ်သွားတော့လားဆိုတာကိုစင်းစစ်ကဆက်ရပါတယ်ဟာစင်းစစ်ကစင်းမဲ့စစ်တမ်းမှာပေါ့လက်နက်ပွဲစားလုပ်ငန်းကို तू ကဘာနားလဲတာမှတ်လို့လို့ဘလို့လို့သိမှလဲလို့တချို့ကဆော့တကတက်နိုင်ပါတယ်ဟုတ်ပါတယ်စင်းစစ်ကအကုန်သိနိုင်ပါဘူးဒါပေမဲ့စင်းစစ်ဟာကျွမ်းကျင်ပညာရှင်ရဲ့အကြံဉာဏ်ကိုရယူပိုင်ခွင့်ရှိပါတယ်ဥမာတစ်ခုကိုပြောပြပါမယ်အလွန်တော်တဲ့စင်းစစ်အဖွဲ့တချို့ကစင်းစစ်အဖွဲ့တစ်ဖွဲ့က ် MOGE လို့ခေါ်တဲ့မြမအရင်နံနဲ့တဘာဝတက်ငွေလုပ်ငန်းကိုစဉ်စစ်ခဲ့ဖူးပါတယ်အဲ့ဒါလို့စစ်ရမှာကျွမ်းကျင်ပြီးတော့ဝါရင့်နဲ့အစ်စ်မြင့်ဝန်တန်းတချို့ကရင်းနံတိုင်းကြီးအကြီးကြီးတွေကရင်းနံတွေကိုခို့ထုတ်ရောင်းစားပြီးတော့ရင်းနဲ့အစားထိုးဖြစ်ထားပါတယ်ရင်းနံဂါလန်တထောင်ကိုခို့ထုတ်ရောင်းစားထားတယ်ဆိုလို့ရှိရင်ရေကားလန်တထောင်ကိုအစားထိုးဖြစ်ထားတာပါရေနံတိုင်းကြီးမှာပေါ်နေတဲ့ရေနံအမှတ်သားကအပြည့်ရှိနေပါတ ဒါပေမဲ့အောက်မှာကရေးတွေပါရေးကအောက်မှာနေတာဆိုတော့အလွယ်တကူမသိနိုင်ပါဘူးဒါပေမဲ့စင်းစစ်အဖွဲ့ကကျွမ်းကျင်ပညာရှင်တွေရဲ့အကြံဉာဏ်ကိုယူခဲ့ပါတယ်အဲ့ဒါလိုအကြံဉာဏ်ယူပြီးတဲ့နောက်မှာဒုတ်တန်တစ်ခုမှာဓာတုဗေဒပစ္စည်းတုပ်လိုက်ပြီးတော့ရေနံတိုင်ကြီးတွေကိုထောက်ဆစ်ခဲ့ပါတယ်ရေနဲ့ထိတဲ့အချိန်မှာအယောင်တစ်မျိုးရေနံနဲ့ထိတဲ့အချိန်မှာအယောင်တစ်မျိုးပေါ်လာပါတယ်တိုင်ကြီးထဲမှာရေနံဘဏ္ဍကာလန်ရေဘဏ္ဍကာလန်ရှိတယ်ဆိုတာအတိအကျပေါ်လာပါတယ်စင်းစစ်လောကမှာအဲ့ဒါလိုစင်းစစ်နီးနာတွေရှိပါတယ် ကျွမ်းကျင်သူနဲ့အကြံဉာဏ်ယူတိုင်ပင်စစ်ဆေးရင်အဖြစ်မှန်ကိုသိနိုင်ပါတယ်။နောက်ထပ်ဥမာပြောရမယ်ဆိုလို့ရှိရင်ကြည်စံတရောင်းကိုကြက်တသောင်းနဲ့ဝယ်လို့ရနိုင်တဲ့နေရာရှိပါရဲ့နဲ့ကြက်တသောင်းတစ်ထောင်ပေးပြီးတော့ဝယ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါဟာငွေကြေးကိုလုံလောက်တဲ့ချွေတာတုံးဆဲမှုမလို့ဖွင့်နေဖြုံးတိတာဖြစ်ပါတယ်။အဲ့ဒါမျိုးကို performance audit ကစစ်ပေးနိုင်ပါတယ်။နိုင်ငံရေးအလုပ်လုပ်ရမှာကျင်ကားဝင်ဟိုတယ်ကြီးတက်တယ်တာမျိုးလေရင်စီးရမှာ business class ကတက်စီတာမျိုးကအမှန်တကယ်လိုအပ်ရလား။ဒါမှမဟုတ် အများပြည်သူရဲ့လှူဒန်းငွေကိုအလွဲသုံးစားလုပ်နေတာလားဆိုတာမျိုးကို performance audit ကစစ်ပင်းနိုင်ပါတယ်။ဒါ့အပြင် compliance audit ဆိုတာလည်းရှိပါသေးတယ်။ငွေကြေးသုံးစွဲတာတွေလုပ်ငန်းလုပ်ကင်တာတွေဟာအဖွဲ့အစည်းရဲ့ရည်မှန်းချမှတ်ထားတဲ့လုပ်ငန်းတာဝန် mission နဲ့ကန့်ညင်မှုရှိမရှိအဖွဲ့အစည်းရဲ့ policy နဲ့ကန့်ညင်မှုရှိမရှိအဖွဲ့အစည်းကချမှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ကန့်ညင်မှုရှိမရှိစစ်ဆေးတာပါအစိုးရအဖွဲ့ကဒေါ်လာ3000ကိုအစိုးရဝန်ကြီးဌာနတွေရဲ့စီမံခန့်ခွဲမှုကုန်ကြမ်းဈေးအဖြစ်ဒေါ်လာ3000 ဒုက္ခသက်ကူညီရေးအတွက်ဒေါ်လာ3000လက်နက်ဝယ်ယူရေးနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုရိတ်ခါအဖြစ်အသုံးပြုဖို့အတွက်ဒေါ်လာ4000အသုံးပြုရဲဆိုပါတော့အဲ့ဒါဟာတော်လန်ရေးအဖွဲ့ရဲ့ mission နဲ့ကိုက်ညီမှုရှိမရှိကို compliance audit လုပ်ပြီးတော့အကြံပေးနိုင်ပါတယ်တော်လန်ရေးအဖွဲ့ရဲ့ mission ကိုတော့နိုင်ငံရေးကောင်းဆောင်တွေကစင်းစစ်ကိုနားလည်အောင်ရှင်းပြထားဖို့လိုပါတယ်စင်းစစ်ကဘလို့စစ်တယ်လဲဆိုတော့အဲ့ဒီတုံဆွဲတဲ့ငွေတွေကိုအချိုးချပြီးတော့စစ်ဆေးပါတယ် ဥမာဝင်းကြီးဌာနစီမံခန့်ခွဲမှုအတွက် သုံးတာနဲ့လက်နက်ကင်တော်လိုင်းရေးအတွက်သုံးတာဟာသုံးချိုလေးဖြစ်နေတယ်လက်နက်ကင်တော်လိုင်းရေးအတွက်ပို့ပြီးတော့အသုံးပြုထားတာမှန်ပေမဲ့တော်လိုင်းရေးအတွက်လိုအပ်ချက်တော်လိုင်းရေးရဲ့ရည်မှန်းချက်နဲ့နှိုင်းရှင်ဆန်ထိုးပြီးတော့စီစစ်လို့ရှိရင်ဝင်းကြီးဌာနအတွက်သုံးတဲ့အသုံးစရာဟာတိတ်များနေတယ်ဆိုတာမျိုးကိုစင်းစစ်ကထောက်ပြနိုင်ပါတယ်ဒါ့အပြင်ဝင်းကြီးဌာနအသုံးစရာတွေထဲမှာဘယ်အပိုင်းကိုဘလို့ချိုးချံချွေတာတဲ့နေဆိုတာကိုလည်းထောက်ပြအကြံပေးနိုင်ပါတယ်ဒုက္ခတွေအတွက်အသုံးပြု ထောက်ပံ့ရမှာစစ်ဖေးရှောင်ဒုက္ခတဲ့အတွက်30ရာခိုင်နှုန်း CDM အတွက်80ရာခိုင်နှုန်းအသုံးပြုရဲဆိုတော့အဲ့ဒါဟာတော်လိုင်းအဖွဲ့ကချက်မှတ်ထားတဲ့ policy တွေနဲ့ကိုက်ညီမှုရှိရလားဆိုတာမျိုးကို compliance audit ကစစ်ဆေးပေးနိုင်ပါတယ်အီရတ်ကိုအမေရိကန်ကဒုတိယအကြိမ်ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာထွက်ခဲ့တဲ့ American စစ်စစ်ချုပ်အစီရင်ခံစာဟာနာမည်ကြီးပါတယ်ကုလသမဂ္ဂရဲ့အတည်ပြုချက်မရပဲအဲ့ဒီတုန်းကသမ္မတ Bush ကအီရတ်ကိုကျူးကျော်ခဲ့တာဟာ compliance audit နေ့ရစစ်ဆေးတဲ့အခါမှာ လုံတင်လှုပ်ထိုက်တဲ့မူဝါဒနဲ့အကန့်ညီမှုမရှိဘူးဆိုတာကိုထောက်ပြခဲ့ပါတယ်။စင်းစစ်ချုပ်ဟာအဲ့ဒါလောက်ထိလှုပ်ပင်နေပါတယ်။တိုက်ပြည်တစ်ပြည်မှာအရေးကြီးတဲ့ချုပ်လေးချုပ်ရှိပါတယ်။အဲ့ဒီချုပ်လေးချုပ်ကဝန်ကြီးချုပ်တရားသူကြီးချုပ်ရှစ်နေချုပ်စင်းစစ်ချုပ်တွေပါ။ရှစ်ကချုပ်သုံးချုပ်ကိုပဲလူတီများပြီးတော့စင်းစစ်ချုပ်ရဲ့အရေးပါမှုကိုသိတဲ့သူနဲပါတယ်။အဲ့ဒီအရေးပါမှုကိုသိလို့ဆရာဦးမော်တန်းကဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာစင်းစစ်ချုပ်အလုပ်ကိုလုပ်သွားတာပါ။ဒါတောင်စစ်တပ်စင်းတွေကိုစစ်ခွင့်မရခဲ့ပါဘူး။ မြန်မာနိုင်ငံမှာစင်းစစ်ချုပ်လုပ်ဖူးခဲ့သူတိုင်းဟာစင်းစစ်ချုပ်အလုပ်ကိုတကယ်နားလည်တဲ့သူတွေမဟုတ်ကြပါဘူးဥမာပြောမယ်ဆိုလို့ရှိရင်ဒေါက်တာကန်ဆော့ဟာစီးပွားရေးပညာရှင်မှာစင်းစစ်ပညာကိုသူနားမလည်ပါဘူးဥလွန်မောင်ကတော့ပို့တောင်မှဝေးပါသေးတယ်တက်ထက်မှစင်းကိုင်ပညာအခြေခံလောက်သင်မှုတာနဲ့စင်းစစ်ချုပ်တက်လုပ်တဲ့သူပါဥမော်တန်းနဲ့ဥမျိုးပြင်းတို့ကစင်းစစ်ပညာကိုအမှန်တကယ်နားလည်တဲ့သူတွေပါစင်းစစ်ချုပ်ရောမှာညွှန်ကြားမှုလုပ်သွားဖို့ရဥခင်ညိုဆိုလို့ရှိရင်စင်းစစ်ပညာကိုကောင်းကောင်းကျွမ်းကျင်သူပါ ကမ္ဘာပေါ်မှာစင်းစစ်တွေစင်းစစ်ချုပ်တွေကအကောင်းဆုံးအကျိုးပြုသွားနိုင်တဲ့နာမည်ကြီးအဖြစ်အပျက်တချို့ရှိပါတယ်ဥပမာတချို့ကိုပြောရမယ်ဆိုလို့ရှိရင်ကနေဒါက Gomery Commission ကိစ္စအိန္ဒိယက Tuchi Spectrum ကိစ္စကင်ညာက Ghosh Project ကိစ္စစသဖြင့်အများပြားရှိပါတယ်ဒါအပြင်စင်းစစ်ပညာမှာ System Audit တို့ Operation Audit တို့ဆိုတာတွေရှိပါသေးတယ် System Audit ဆိုတာကတော်လိုင်းရေးအဖွဲ့ အခုတော်လိုင်းရဲ့အဖွဲ့ကိုအစိုးရပုံတံဝင်ကြီးဌာနတွေဖွဲ့ထားတာဒုဝင်ကြီးတွေအတွင်းဝင်တွေညှို့မှုတွေနဲ့ဖွဲ့ထားတာဟာငွေကြေးတုံးဆွဲမှုအရာတော်လန်ရေးရီမန်းချက်အရာကောင်းမွန်မှန်ကန်တဲ့စနစ်တစ်ခုဟုတ်ရလားလုပ်ငန်းလည်ပတ်မှုအရာကောင်းမွန်မှန်ကန်တဲ့စနစ်တစ်ခုဟုတ်ရလားကောင်းမွန်မှန်ကန်တဲ့ဖွဲ့စည်းပုံဟုတ်ရလားဆိုတာကိုစဉ်စစ်ပညာရှုထောင့်ကနေစစ်ဆေးအကြံပေးနိုင်ပါတယ် operation audit အနေနဲ့ဆိုလို့ရှိရင်လေလုံဆောင်ချက်တစ်ခုချင်း operation တခုချင်းစီမံကိန်းတခုချင်းဟာအောင်မြင်ရလားအကောင်းဆုံးဖြစ်ရလားဆိုတာတွေကိုစစ်စစ်ပြနေပါတယ်အဲ့ဒါမျိုးတွေကိုလုတ်ပြနေတဲ့ပညာရှင်တွေဗမာပြည်မှာအများကြီးရှိပါတယ်တကယ်လို့သာ NUG အဖွဲ့ကအကူအညီတောင်းမယ်တာဝန်ပေးမယ်ဆိုရင်လုတ်ပေးခြင်းတဲ့သူတွေလည်းရှိပါလိမ့်မယ်အဲ့ဒါကြောင့်စစ်စစ်ဆိုတာထားတင်ပါတယ် external audit မထားရင်တောင်မှ internal audit တော့ထားတင်ပါတယ်အများပြည်သူကိုစစ်စစ်အစီရင်ခံစာထုတ်ပြန်ဖို့အချိန်နေမပေးသေးဘူးဆိုရင်တောင်မှ ဝန်ကြီးတွေစီကိုစဉ်စစ်တင်ပြပေးမဲ့စဉ်စစ်အစီရင်ခံစာမျိုးတွေလိုအပ်ပါတယ်။အဲ့ဒါတွေကအများကြီးအထောက်အကူပြုတယ်လို့အကြံပြုတင်ပြချက်ပါတယ်ခင်ဗျာ။